မင်္ဂလာပါရှင်ကျမတော့ဖူးဤဤနယ်ပါ DVU မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်ကောင်စီတပ်သားတွေကရန်ကုန်မြို့တွင်းသွာလာနေသူတွေကိုမှတ်ပုံတင်စစ်ဆေးနေတယ်လို့ကိုရိုင်းဂျုံတွေးခဲ့ရသူတွေကပြောပါတယ် ရန်ကုန်မှာနေထိုင်သူဖြစ်တာကြောင့်မြို့ရင်းသွားလာတဲ့နေရာမှာတကူးတကကြီးမှတ်ပုံတင်မဆောင်မိတဲ့အတွက်ပတ်စံပေးခဲ့ရပြီးတော့အပြင်ထွက်ဖို့တောင်ခက်ခဲလာတယ်လို့ကိုရိုင်းဂျုံတွေးခဲ့ရသူတယောက်ကပြောပါတယ်။အခုလို့ရဟာအနာသိန်းစစ်တပ်ကလုံခြုံရေးအကြောင်းပြပြီးလမ်းပေါ်မှာသွားလာနေတဲ့ပြည်သူတွေစီကနေအကြောင်းမဲ့ပတ်စံတောင်းခံနေတာဖြစ်တယ်လို့လည်းရန်ကုန်မြို့မှာနေထိုင်သူတယောက်ကမှတ်ချက်ပြပါတယ်။ အခုနောက်ပိုင်းစစ်သားတွေကမြို့ရင်းလူစီကားရနေရာတော်တော်များများမှာရှိနေပြီးလူငယ်တချို့ကိုဖမ်းဆီးခေါ်ဆောင်ပြီးငွေနဲ့ပြန်ရွေးခိုင်းတဲ့ဖြစ်စဉ်တွေလည်းရှိတယ်လို့ရန်ကုန်မြို့ကနေစီကနေတဆင့်သိရပါဗျ။စစ်ကောင်းဆောင်ကလည်းရွေးကောက်ပွဲနီးလာတာနဲ့အတူလုံခြုံရေးကိုဂရုစိုက်ဖို့နဲ့မတင်ကားသူမှန်သမျှကိုဖမ်းဆီးစစ်ဆေးဖို့တပ်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးအစစ်အစစ်အလိုက်ညွှန်ကြားထားတယ်လို့လည်းသိရပါပါတယ်ရှင်။ ချောင်းစီမီတပိတ်မှာထိခိုက်ဒဏ်ရာသူတွေကိုကုသဖို့လုံလောက်တဲ့ကျန်းမာရေးဝန်ထမ်းနဲ့စေဝါမရှိတာကြောင့်တည်ဆုံးသူဥယေဇက်တိုက်တိုးနေပြီး40ဝန်းကျင်အထိရှိလာပါတယ်။စစ်ကောင်စီလုံရက်ကိုရှုံချကြောင်းနိုင်ငံတကာအဖွဲ့အစည်းတချို့ကကြေညာချက်ထုတ်ပြန်နေပါတယ်။ဒီသတင်းကိုသုတချန်သာပြပို့ထားပါရရှင်။ရှင်လေးလားရှင်လေးလေးချိန်ထားလား ဖြေတာလားအောက်တိုဘာ6ရက်တင်းကျိုးလာပညာကစကိုင်းတိုင်းချောင်းမြို့နယ်ဘုံလိုရွာစီမီတပိတ်ကိုစစ်ကောင်စီကပါရာမော်တာနဲ့ဘုံကျဲတက်ခိုက်တာကြောင့်ကလေးငယ်တွေအပါအဝင်ဒေသခံ20ကျော်ပွဲချင်းပြီးတေဆုံးပြီးအများပြားဒဏ်ရာရခဲ့တာပါအောက်တိုဘာ၈ရက်နေ့မှာတေဆုံးသူ40ထပ်မင်းရှိလာပြီးအောက်တိုဘာ9ရက်နေ့အထိတေဆုံးသူတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။လုံလောက်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့စေဝါတွေမရှိတာကြောင့်ဒဏ်ရာရသူတွေကို အချိန်မီမကယ်နိုင်မဲ့တည်ဆုံးမှုရေအတွက်အဆမတန်များလာတာလို့ဒေသခံတွေကပြောပါတယ်။စီမီတပိတ်မှာအနည်းဝချင်းရွာအများအပြားကလူတွေပူပေါင်းပါဝင်ခဲ့တာဖြစ်ပြီးဘုံချက်ခံရတဲ့အချိန်မှာဘယ်ရွာကဘသူတွေထိခိုက်တည်ဆုံးနေဆိုတာချက်ချင်းအတိမပြုနိုင်ခဲ့ပဲအချိန်နေနှဲငယ်ဒီနေနေရောက်မှရလာတဲ့စင်းတွေအရတည်ဆုံးမှုရေအတွက်အဆမတန်များလာတာဖြစ်တယ်လို့ဆိုပါတယ်။80ကျော်သွားပြီ။နောင်မျိုးပင်တို့သစ်စိတ်တို့အများဆုံးပဲကွာဘုံလူတို့တတော်ကြီးအဆုံးမှာကွာ6မနညောင်မလှခဲခေါင်းဆောင်တွေကုန်ပါပြီကွာ မင်းညာကိုရဲဘော်တယောက်ကြတယ်ချောင်းအဲ့ညောင်မြူပင်းခေါင်းဆောင်လေကိုဖုံးတယ်အမကြီးတို့ရွာပြီးကကလေးလေး73နှစ်သားလေးမင်းညာဆုံးလာတာမခွဲစိတ်နိုင်လိုက်တာနောက်ကြပါလားလေဆရာဝန်ဆေးမရှိရတဲ့ဆေးဆေးတင်ဆေးလို့အပ်တာလေသူတို့ကဆေးချင်ကုနိုင်တယ်ပေါ့နော်ပြေးရတော့ခုနစကြောသွားပါပြီဆိုခုမှဟိုအေးနှစ်ယောက်ဒီအေးတစ်ယောက်ပြန်မလာတော့မှလေခုလေရွာဟာတွေကနောက်ယောက်ကိုပန်းစပိတ်ရှိတယ်လိုက်မှလာတယ်ငါတယောက်တည်းသေးတာဘာမှမဖြစ်ဘူးငါလိုက်မှလို့ငါမြင်ကြောက်မဲ့ဖြစ်နေမနေနဲ့လို့ပန်းစပိတ်ပဲရှိရှိလိုက်မှလို့ 6ဦးစီမီတပိတ်တိုက်ခိုက်ခံရမှုမှာတေဆုံးမှု20ကျော်ရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။မြေပြင်မှာတော့ဒဏ်ရာရသူတွေကိုနေရာသုံးခွဲပြီးပို့ဆောင်ကုသပေးနေတာဖြစ်တဲ့အတွက်ဒေသခံတွေပြောဆိုတဲ့တေဆုံးမှုရေအတွက်ပမာဏဟာကွဲပြားမှုရှိနေပါတယ်။ မြေပြင်အခြေအနေမတည်ငြိမ်မှုတွေနဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့်တည်ဆုံမှုရေးအတွက်အကြီးအကျကို TVB ကတည်ကြားအတည်မပြုနိုင်သေးပါဘူး။စစ်မြေမြေလည်းမဟုတ်လက်နက်ကင်ပြီးဒေါ်လာနေတဲ့သူလည်းမဟုတ်စီမီပူဇော်ရင်းနဲ့ပဲတပိတ်လေးလုတဲ့အပေါ်မှာဆန္ဒထုတ်ဖို့တယ်ဆိုတာကဒေါ်လာရေးရဲ့အနုညံဆုံးအသိမွေဆုံးမွေးရပါအခွင့်အရေးပေါ်မှာယုံကြည်ချက်နဲ့ဆောင်ရွက်နေကြတဲ့လူစုပြည်သူလူထုပေါ်ဒီလောက်ရဲရဲဆက်ဆက်လုတတာတော့အင်မတန်မှရိုင်းဆိုင်ပက်ဆက်လွန်းတယ်လို့ဖတ်ချက်ပြုပါတယ်။ဒီအရာတော်လိုင်းရေးအတွက်ခွန်အားတည်းရပြန်ဖြစ်မယ်။ဂျန်နီရဲ့တူတူတွေတာဝန်ပိုကြီးလာမယ်။ တာဝန်ကျေလိမ့်မယ်လို့လည်းကျွန်တော်တို့ဒီလိုဖြစ်ဆက်ပြောချင်ပါတယ်ဗျာတဖက်ကလည်းဒီမိုကရေစီကိုသွားကျင်ပါတယ်လို့တွတ်တွတ်ပြောနေတယ်တဖက်ကလည်းဘာသာရေးလွတ်လပ်ခွင့်အပါဝင်ပေါ့ဗျာလူတွေရဲ့လွတ်လပ်စွာစုဝေးခွင့်တွေလွတ်လပ်စွာဟောပြောခွင့်တွေလွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်တွေကိုတက်ဖြတ်တုတ်တင်ပြီးတော့ဒါမတရားလိုက်ပိတ်ပင်နေတာကမင်းသားအကောင်းဆောင်ထားပေမဲ့အတွင်းကဘလူးဆွဲတွေကဖွေးနေအောင်ပေါ်နေတဲ့စစ်အာဏာရှင်ရဲ့တရုတ်တကံကိုပြနေတာပါပဲ ချောင်းစီမီတပိတ်ကိုစစ်ကောင်စီကပါရာမော်တာစက်တလီလီနဲ့ပုံကျဲချလို့ရတဲ့ပြည်သူတွေတေဆုံးရတဲ့အပေါ် Amnesty International အပြည်ပြည်ဆိုင်ရာလူငယ်ချမ်းသာဝင်အဖွဲ့ကအောက်တိုဘာ9ရက်နေ့မှာရှုံချကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်နိုင်ငံတကာရောက်မြန်မာပြည်ဆောင်ရွက်သူတွေကလည်းရောက်ရှိနေထိုင်ရအစိုးရနဲ့လွတ်တော်လူစီကိုချောင်းစီမီတပိတ်တပ်ဖြတ်ခံရမှုအကြောင်းတည်င်းချက်လက် ထောက်ထားပြီးပို့ပို့ထားတယ်လို့ဆိုပါတယ် sanction တွေပို့လောက်ပါပေါ့ဗျာနော်ပြီးတော့မှဒီအတူအယောင်ရွေးကောက်ပွဲကိုကန့်ကွက်ပါပေါ့ အဲ့ဒီစာကိုကျွန်တော်တို့ရေးထားတာဗျဒီချောင်းဦးကိစ္စအထက်ဖြစ်ကောဖြစ်တာ ਨੇ အဲ့ဒီချောင်းဦးကိစ္စပါကျွန်တော်တို့ ချက်ရေးလိုက်တာပေါ့လေအဲ့ထဲမှာလေ Bill Heisinger တင်ထားတဲ့ Braverman Act ထဲမှာမြန်မာ Economic Bank ကို sanction လုပ်ဖို့တောင်းထားတယ်ကျွန်တော်တို့ကထပ်ပို့ပြီးတော့မြန်မာ Central Bank ပေါ့နော်အဲ့ဒါပါထည့်ပြီးတော့လုပ်ဖို့ဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်တာပေါ့လေအဲ့ဒါဒီနေ့ထွက်သွားပြီလေအကုန်လုံးကိုဖြတ်ပြီးလေဗျ Senate ကို House ကိုချောင်းဦးကကိစ္စရောအတူရောင်ယူပေါ်ကိစ္စရော sanction ဒီအကြောင်းရောအကုန်လုံးကိုပေါင်းပြီးတော့တူတူနဲ့လုပ်လိုက်တာပေါ့လေ ချောင်းမြို့နယ်အနောက်မြောက်ခြမ်းညောင်မင်သာအုပ်စုဘုံတို့ရွာကတရင်ကျွတ်မိထုံပွဲကျင်းပရနေရာကိုအောက်တိုဘာ6ရက်ည9နာရီကျော်နဲ့ည17နာရီကျော်မှာစစ်တပ်က17လေဒီပါရာမော်တာနှစီနဲ့ဘုံဒီလေးလုံးကျချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ TVB ရဲ့အချက်အလက်မှတ်တမ်းတွေအရ2025ခုနှစ်အတွင်းမှာစစ်ကောင်စီကနိုင်ငံတော်အလေးချောင်းတိုက်ခိုက်မှုအကြိမ်2300ကျော်ပြုလုပ်ခဲ့တာကြောင့်သေဆုံးသူပြည်သူ1800ကျော်အထိရှိခဲ့ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကစစ်ဘေးရှောင်တွေနေထိုင်တဲ့ဘုံကြီးချောင်းကိုအော်တိုဝါလာ၈ရက်နေ့မနက်ပိုင်းကစစ်တပ်ကဘုံကျဲတိုက်ခိုက်လို့စစ်ဘေးရှောင်အမျိုးသမီးတယောက်သေဆုံးပြီးကလေးတငယ်တွေအပါအဝင်၁၀ရောက်ထပ်မံတန်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နထိုးကြီးမြို့ရဲ့တောင်ပတ်နာကမကြီးကုန်းရွာမှာစစ်ဘေးရှောင်တွေယာယီနေထိုင်နေကြတဲ့ဘုံကြီးချောင်းကိုတိုက်လေရင်နဲ့ဘုံကျဲသွားတာကြောင့်အခုလိုထိခိုက်သေဆုံးခဲ့တာဖြစ်ပြီးကလင်းငယ်တွေတန်ရာပြင်းထန်တဲ့သူတွေရှိတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ အခုလာဇမိုင်းကစပြီးတော့စစ်တပ်ကနထိုးကြီးမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုတွေခက်စိတ်စိတ်လှုပ်လာသလိုမြေပြင်စစ်ကြောင်းထိုးနေတာတွေလည်းရှိတယ်လို့နထိုးကြီးမြို့နယ်လူအခွင့်အရေးတာဝန်ခံကိုရန်ကုန်က TVB ကိုပြောပါရယ်။တနေ့တည်းမှာပဲစစ်တပ်ခြေလင်းစစ်ကြောင်းကနထိုးကြီးမြို့ရဲ့တောင်ပတ်နာကကြီးရွာကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်ပွားခဲ့တာရှိသလိုအဲ့ဒီအနီးတစ်ဝိုက်ကကြီးရွာတွေမှာဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတယ်လို့လည်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်းတစင်သိရပါရယ်ရှင်။ ဒီဗီယိုမြင်တန်ကြရတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးအီနွယ်ပါကြည့်ရှုနာဆင်မြေကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်